ဒီဘက်မှာတော့ Unio ဆိုတဲ့တက်ခတ်မှုပြီးမှာခတ်တမ်းမျိုးကအပျက်စီးတွေနဲ့ပြင်းထန်နေပေမဲ့လူတွေကတော့ကိုစာမီရဲ့အုတ်ချုံမှုအောင်မှာရှိခဲ့တာထပ်ပေါ်ပြီးပျော်ရွှင်နေကြပါတယ်။အဲ့ဒါတွေအားလုံးကလည်းစုကူမီကြောင့်ပါပဲ။ဒါကြောင့်ဖောက်ဝတ်တယောက်ကတော့မူဆာရှိနဲ့ကိုဂျီရိုနာကိုချိတ်ကလာပြီးတော့စုကူမီကိုခန်တက်ကနေခေါ်သွားပြီးတောင်းဆိုလိုက်ပါတယ်။အဖွားကတော့ရွာကန်ရဲ့တစ္ဆာဖောက်မှုကိုခံရပြီးတဲ့နောက်အရှင်ကိုစာမီကရွတ်သွားခဲ့ပြီးစုကူမီရောရန်ထပ်ပေါ်ပြီးဆွဲလန်းနေတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ ဆူကူမီတာသူ့ရှိကိုပြန်ရောက်သွားခဲ့သူ့ရဲ့လှည့်စားမှုအောက်မှာတားကောင်ဖြစ်သွားအောင်မှာပါပဲဒါမဲ့ဆူကူမီကတော့သူမရဲ့ယွမ်းတဲ့လူတွေကိုထားခဲ့ရမယ်ဆိုတော့ဝမ်းနေနေပါတယ်နောက်ဆုံးမှာတော့သူမကမြို့အနီးထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီးတော့မူဆာရှီရိုရဲ့အဖွဲ့ဝင်တယောက်အနေနဲ့ဝင်ကျင်တဲ့အကြောင်းပြောလိုက်ပါတယ်။ဒါကြောင့်မူဆာရှီရိုလည်းသဘောတူလိုက်ကြပါတယ်။နောက်နေ့မှာတော့သူတို့ကအဖွဲ့ဝင်တဲ့ဆူကူမီနဲ့အတူယောအနီးထွက်သွားခဲ့ကြပါတယ်။ဆူကူမီကလည်းခီးဆက်တော်မှာမြို့သူမြို့သားတွေကလိုက်ပြီးနှုတ်ဆက်ကြပါတယ်။ သူတို့ကလည်းဆိုင်ကယ်နောက်ကနေလိုက်လာပြီးခလေးတွေကတော့သူမကိုတနေ့နေ့တော့ပြန်လာခဲ့ပါအောင်လို့ပြောနေကြရှာပါတယ်။သူတို့တွေကတော့မှန်ပြောင်းဝင်ပြတဲ့အပြာရောင်ကီရှင်းရှိအောင်ဥတီပြီးသွားနေကြပါတယ်။ခီးတော်တင်ရောက်ပြီးတဲ့နောက်မှာတော့လမ်းဘေးမှာပဲဒီတိုင်းအိတ်လိုက်ကြပါတယ်။သူတို့အားလုံးအိတ်ပြော်နေတော့မှာပဲအိုနီတကောင်ရောက်လာပြီးတော့ကိုဂျီရိုရဲ့တားကိုယူပြီးတော့ပြေးသွားပါတယ်။ဘူဆာရှာလည်းသူ့ရဲ့တုံးနဲ့နောက်ကလိုက်ပြီးတော့အိုနီရဲ့ဂျိုကိုတတ်ခတ်လိုက်ပါတယ်။ဒါမဲ့ဘလောက်ရိုက်ရိုက်ဘာမှမဖြစ်ပါဘူး။ ဒီချိန်မှာအိုနီယာဓာရီပြည့်နေတဲ့နေရာတစ်ခုရှိရောက်သွားပါတယ်။ဒါကြောင့်မူဆာရှိလဲအောင်းနေတော့မှာပဲလူတစ်ယောက်ကရောက်လာပြီးအဲ့ဒီကဓာတက်တလက်ကိုယူပြီးတော့အိုနီယိုတက်ခိုက်နိုင်တယ်လို့ပြောလိုက်ပါတယ်။မူဆာရှိလဲအိုနီယာကိုဂျီရဲဓာတ်ကိုစားနေအောင်မြင်လိုက်ရတော့အိုနီယိုတက်ခိုက်ဖို့ဓာတက်လက်ကိုဆွဲယူလိုက်ပါတယ်။ဓာတ်ကိုမြှောက်လိုက်တဲ့အခါမှာတော့အမဲရောင်ဆွဲရင်နေရာသူ့ကိုလွှမ်းခြုံသွားခဲ့ပြီးသူ့ခန္ဓာကိုယ်ကစူးတွေထွက်လာခဲ့ပါတယ်။သူ့လက်မှာလည်းမီးလောင်နေတယ်လို့ခံစားရပြီးအဲ့ဒီဆွမ်းအောင်ပဲအုံပြူပြီးအိုနီယိုဝေးရနေပဲတက်ခိုက်လိုက်ပါတယ်။ ဒါရဆာအကြောင်းသူအာအတိနေရုံခုနလွာ ရောက်လာပြီမတ်လိုက်တာကွာကီတက်စုတာကိုခုမှသုံးမှုတာလားလို့မေးလိုက်ပါတယ်။အိုနီယာနေကြလာခဲ့တဲ့အဖြူအောင်မှုန့်နေရလဲနာဟိုတူတို့လွတ်ခဲ့တယ်လို့ပဲဒါလေးကိုဆုပ်ယူသွားပါတယ်။ဒါမဲ့ဒါကတော့ရုတ်တရက်ကျိုးသွားခဲ့ပါတယ်။သူကဒါကျိုးသွားလို့တောင်းမလိုက်ပြီမဲဟိုဘဲကတော့ရပါတယ်ကွာ။ဘာလို့လဲဆိုတော့ဒီတာကအသုံးမကျတဲ့ဒါတက်လက်ပါလို့ပြောလိုက်ပါတယ်။ဒါမဲ့မူဆာရှီကသူထင်ထားတာတပိုးကြီးဆွာကြီးနေလို့မူဆာရှီကသူရှာနေတဲ့သူဟုတ်မဟုတ်လဲသိကျင်နေပါတယ်။ အဲ့ဒီချိန်မှာမင်္ဂလိတယောက်ရောက်လာပြီးဒါရီမြေကြီးပေါ်ဖြန်ထားတာနဲ့ပတ်သက်ပြီးသူ့ကိုဆူလိုက်ပါတယ်။အဲ့ဒါကြောင့်သူကလည်းဒါတက်လက်ကိုကမ်းလာပြီးဒီဒါရီလှပမှုတွေနဲ့ရှုပ်ထွေးမှုတွေကြောင့်ပညာရှင်ဆန်ဆန်ပြောဆိုနေပါတယ်။မင်္ဂလိကလည်းသူ့မသခင်ကဒါယူယူနေတဲ့အတွက်မူဆာရှီကိုတောင်းပန်လာပြီးတော့သူတို့နှစ်ယောက်လည်းထောက်ခါသွားပါတယ်။မူဆာရှီကလည်းသူတို့ကဘဒူလီလဲလို့မေးလိုက်တဲ့ခါမှာတော့သူတို့ကတော့နာမည်မရှိတဲ့ကြီးစားခွေးတွေလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲကိုဂျီရိုနဲ့ဆုကူမီတို့ကလည်းမူဆာရှီကိုကူညီဖို့အဲ့ဒီနေရာကိုရောက်လာကြပါတယ်။ မူဆာရှာလေးထူးဆန်းတဲ့လူနှစ်ယောက်ကိုကိုဂျီရိုရဲနဲ့မိတ်ဆက်ပေးဖို့လှုပ်လိုက်ပြီးမယ်ပြန်လဲကြည့်လိုက်တဲ့အခါမှာတော့ဓာတ်ရင်နဲ့အတူလူတွေပါပျောက်သွားကြပါတယ်မူဆာရှာလေးသူဖြစ်ခဲ့တာတွေပြန်ပြောပြမိမယ်ရှုံဘိုးခန့်နေလို့အိမ်မမဟုတ်တာတေးကြရလားလို့မေးလိုက်ပါတယ်မူဆာရှာတော့အားလုံးကတကယ်ဖြစ်ခဲ့တာတေးကြပြီးတော့ကီတက်ဆူတာကိုထတ်တုံးဖို့လဲသူမဆောင်းနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ကီတက်ဆူတာကနောက်တစ်ခါတုံးညင်နေပေမဲ့အဲ့ဒါကဘာလဲဆိုတာကိုတကယ်တမ်းတော့မသိပါဘူးစုကူမီကတော့သူမရဲ့ဓာတ်တွေပြလိုက်ပြီးတော့ဒီဓာတ်တွေကကီတက်ဆူနဲ့လုံထားတာဖြစ်ပြီးတော့ ဒီသားတွေအိုနီရဲ့ကြိုဖြစ်နိုင်တယ်တခုတည်းသောပစ္စည်းဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်စိတ်ဝင်စားသွားတဲ့မူဆာရှိနဲ့ကိုဂျီရိုတို့ကလည်းအဲ့ဒီပစ္စည်းနဲ့အဲ့ဒီလိုလမ်းနဲ့တရားအရင်ရှားပါမယ်လို့ထင်ပြီးတော့ ဒါအောင်ရှာပွဲကိုခရီးတစ်ခုထွက်ဖို့စိတ်လုံရှားနေကြပါပဲ။စုကူမီကတော့ဒါအောင်ဒီတိုင်းဈေးမှာဝယ်လဲရုံပဲလို့ပြောလိုက်ပါတယ်။လူမကတော့ကီရှင်းတကောင်ပေါ်လာတိုင်းဘူရှိဖွဲ့တွေအများကြီးလိုက်လာကြလို့ကုန်တယ်ရီကလည်းဒီခွင့်ရေးကိုယူပြီးတော့ကီတက်စုလက်နက်တွေပါဝင်အမျိုးမျိုးသောကုန်ပစ္စည်းတွေရောင်းချဖို့အဲ့ဒီလိုနေရာတွေရောက်လာတတ်ကြတယ်လို့ရှင်းပြပါတယ်။နောက်တစ်ခါမှတော့စုကူမီလည်းမူဆာရှီတို့ကိုဈေးရှိကိုခေါ်လာခဲ့ပါတယ်။ဘူဆာရှာလည်းဘူရှိတွေနဲ့ပြည်နေတဲ့စီကားတဲ့ဈေးကိုအန်အော်တကြီးနဲ့ကြီးနေပါတယ်။ကွန်ပျူစီတွေကိုလေးလံစနစ်နဲ့ရောင်းချပြီးကီတက်စုတွေကိုတော့ငွေကြေးအဖြစ်သုံးပြုပြီး အယောင်ဝယ်ပြုလုပ်ကြပါတယ်ဂီတက်စုသားတွေကပွဲကြီးပွဲကောင်းဖြစ်တဲ့အတွက်နောက်ဆုံးမှလေးလံတင်ဖို့တင်ထားကြပါတယ်အဲ့ဒီဒေါ်တင်မှာတော့သူတို့ကအစားစားပွေဘရာမန်ဆိုင်ကိုသွားကြပါတယ်ရာမန်ဆာနေတော့မှာပဲရမူးနေလူတရားသူတို့ကဘယ်ဖွဲရလဲလို့မေးလိုက်တဲ့ခါမှာတော့သူတို့ကဖွဲနံပါတ်မဆုံးဖြတ်သေးဘူးဆိုတာသဘောပေါက်သွားကြပါတယ်စုကူမီကတော့သူတို့တဲ့ကတယောက်ကဘသူကခေါင်းဆောင်ဖြစ်တဲ့နယ်ဆိုတာရွေးချယ်တာရန်ရေးကြီးတဲ့ကြောင်းရှင်းပြလိုက်ပါတယ်မလိုလို့ဆိုတော့ဖွဲဝင်တွေကဘသူရဲ့အမိန့်ကိုနားထောင်အောင်မယ်ဆိုတာမတိလို့ပါ အဖွဲ့ရဲ့နာမည်ကိုတော့ခေါင်းဆောင်ရဲ့မျိုးရိုးနာမည်နဲ့အများအားဖြင့်ခေါ်ကြပါတယ်။ဒါကြောင့်မူဆာရှာလည်းတွေ့ဝင်မနေပဲကိုဂျီရိုခေါင်းဆောင်လို့တင်တယ်လို့ပြောလိုက်ပါတယ်။မူဆာရှာကတော့သူကတော့မျိုးရိုးနာမည်မရှိကြောင်းရှင်းပြပြီးတော့သူတို့ကအတူတူအိမ်မက်နောက်ကိုလိုက်နေတဲ့ဒါကရင်မကြည့်တဲ့အကြောင်းလည်းရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့ခေါင်းဆောင်ရွေးချယ်တာကဘယ်သူမှမမျှော်လင့်ထားလောက်အောင်မျက်မျက်ဆက်ဆက်နဲ့ပဲပြည်လဲသွားပြီးတော့သူတို့အဖွဲ့ကိုကာနေမကီအဖွဲ့လို့နာမည်ပေးလိုက်ပါတယ်။နောက်တစ်ခါမှတော့ကီတက်စုဒါလေလံပွဲချင်းမတော့မယ်ချင်းရောက်လာပြီးစိတ်လှုပ်ရှားနေလူအုပ်ကြီးလည်းခဏလေးတွင်းမှာစူဝေးလာကြပါတယ်။ ပရမဇုံအင်းနဲ့ရူဆိုချီဖွဲ့ရတာ25လက်ကိုလေလံတင်ရောက်ချပါပါ။မူဆာရှိကဘယ်တော့ရွေးတင်လဲလို့တွေးနေတော့မှရူဆိုချီဖွဲ့ရကောင်းဆောင်မစ်ဆူရူကတော့အများကြီးစဉ်းစားနေကြမလို့ဘူးလို့ပြောလိုက်ပြီးကိုချားရတာကိုရွေးတင်တယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဘူချီတွေနဲ့သူတို့ရဲ့လက်နက်တွေကအချင်းချင်းဆွဲဆောင်နေလို့ပါ။မူဆာရှိကတော့ကီတက်ဆူတာကိုတခါမှမဝယ်ဘူးဆိုတာတည်သွားပြီးတဲ့နောက်မှာတူမကတော့ဒါတူတော့အရင်ရေးကြည့်တဲ့နေ့တနေ့ဖြစ်ကြအောင်ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒါတလက်ကိုရွေးချယ်တာဘူချီတွေတဲ့ဒလီထုံးစံတစ်ခုဖြစ်လို့ပါပဲ။ ဘုံတီးတန်ကြားပြီးရန်တော့မှာစိတ်ဝင်စားတဲ့ပူရှိတွေကိုသူတို့လူချင်းနဲ့ဓာတ်ရှင်မှာရခိုင်းလိုက်ပါတယ်။ဘူဆာရှာကတော့ MRO ဓာတ်ချီလို့နာမည်ပေးထားတဲ့အနဲ့ရောင်နဲ့အနီရောင်ဓာတ်တက်လက်ကိုရွေးလိုက်ပါတယ်။ကိုဂျီရိုကတော့မဆုံးဖြတ်နိုင်ပဲခဏလောက်ပတ်ကြည့်နေပြီးတော့ဘသူမှဂရုမစိုက်တဲ့ဖောပေချယ်ရီလို့ခေါ်တဲ့ဓာတ်ကိုရွေးလိုက်ပါတယ်။လီဆူရိုကတော့သူတို့နှစ်ယောက်လုံးကမျက်စိကောင်းတယ်လို့ပြောလိုက်ပြီးသူတို့ရဲ့ဓာတ်တွေကိုကန်ကြီးဖို့ပြောလိုက်ပါတယ်။မူဆာရှိကတော့အရင်ဆုံးကင်ကြီးလိုက်တဲ့အခါထူးဆန်းတဲ့ကံစားချက်တစ်ခုကသူ့ကိုလွှမ်းမိုးသွားခဲ့ပါတယ် ဒါပြင်သူကဒါရဲ့စမ်းသပ်မှုခံယူနေရတဲ့အကြောင်းလေးရှင်းပြနေပါတယ်။အဲ့ဒါကတော့သူကဒါကိုကင်တွယ်ဖို့ဘူရှိတယောက်နေနဲ့ထိုက်တန်ရည်လားဆိုတာကိုဆုံးဖြတ်ပေးရပါတယ်။လူတယောက်အဲ့ဒီစမ်းသပ်မှုအောင်မြင်ပြီးမှဒါကိုတုံ့နိုင်ပါပါ။ကိုဂျီရိုကတော့သူ့ရဲ့ဒါကိုဆုံးကိုက်လိုက်တဲ့အခါမှာတော့ချက်ချင်းပဲသူ့ရဲ့နှလုံးခုန်တော့မြန်လာပြီးသူ့ရဲ့သွေးကြောထဲမှာအားကောင်းတဲ့စွမ်းအားတွေစီးဝင်လာတာကိုခံစားလိုက်ရပါတယ်။သူစမ်းသပ်နေတော့ကအတိတ်ကပုံရိပ်တွေကိုပြန်မြင်နေရပါတယ်။ဒါမဲ့အဲ့ဒါပြီးသွားတဲ့အခါမှာတော့ဒါကအပြာရောင်တောက်လာခဲ့ပါတယ်။ ဒါကြောင့်သူကစမ်းသမုတ်အောင်မြင်သွားပြီးကိတက်စုထားတဲ့တရားဝင်ပိုင်းရဖြစ်သွားပါတယ်။သူကတခြားဘူရှိတွေကမတူညီတဲ့အကြောင်းတွေနဲ့တောက်ပနေအောင်မြင်လိုက်တော့မစ္စုရူကတော့ဘူရှိတွေရဲ့ဝန်ကြီးမှာအယောင်နဲ့ရှိပြီးတော့သူတို့ဓာရီရလည်းသူတို့ရဲ့အယောင်နဲ့လိုက်ဖက်ညီစွာတောက်ပနေတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။အယောင်၅မျိုးရှိတဲ့အထက်ကကိုဂျီရောရဲ့ပြရန်ကတာမန်ပဲဖြစ်ပြီးအဖွဲတိုင်းမှာအနည်းဆုံးအနည်းအားတစ်ခုရှိစေချင်တယ်လို့ရှင်းပြပါတယ်။မူဆာရှိကတော့စမ်းသမုတ်မှာတတိလစ်နေတော့ပါပဲ။သူရဲ့စိတ်ထဲမှာတော့သူ့ရဲ့မွေးရမြေကအလွန်ဆိုးရွားနေခဲ့ပါတယ်။ ေါသထွက်နေတဲ့အိုနီကိုကွဲ့သူတွေရဲ့အတန်နေရာတဲ့သူနာထဲမှာကြားနေရပြီးသူ့ရဲ့မျက်လုံးတွေကိုတေချာအယုံဆိုင်ကြည့်လိုက်တဲ့အခါသူကအတိတ်ကိုပြန်ရောက်သွားတာကိုသိလိုက်ရပါတယ်။အဲ့ချိန်သူကလည်းကိုဂျီရိုရဲ့အဖေကိုသူ့ရဲ့နောက်ဆုံးမကွတ်မြတ်ခင်ချိန်မှာမြင်ခဲ့တာပါ။ကိုဂျီရိုရဲ့အဖေကတော့မူဆာရှိလေးကိုကြည့်ပြီးတော့သူမကြားနိုင်တဲ့စကားတစ်ခုကိုပြောနေပါတယ်။မူဆာရှိကလည်းသူ့ရဲ့စကားတွေကြားနိုင်ဖို့အသေးအံကြိုးစားနေပေမဲ့အတိတ်ကတော့ပျောက်ကွယ်သွားခဲ့ပြီးသူ့ရှိမှရန်နေတဲ့မင်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမကလည်းသူမကြားနိုင်တဲ့စကားတစ်ခုကိုသူ့ကိုပြောလိုက်ပြီးတော့သူ့ကိုဖတ်လိုက်ပါတယ်။ သူမရဲ့နှွေထွေးပြီးနှစ်သက်မှုပေးနိုင်တဲ့ခံစားချက်ကြောင့်မူဆာရှီကတတိလွတ်သွားပေမဲ့ရုတ်တရက်သူမကကြွက်သားတွေနဲ့ထားကျိုင်းတဲ့ပုံစံဖြစ်ပြောင်းသွားပြီးမူဆာရှီရဲ့လက်မောင်းတွေဆွဲလိုက်ပြီးတော့ငါမင်းကိုမလိုအပ်ဘူးလို့អော်လိုက်ပါတယ်။နောက်ဆုံးမှတော့မူဆာရှီကတကယ့်ကဘာကိုပြန်ရောက်လာပြီးအနက်ရောင်အရှင်ဝါသူ့ကိုလွှမ်းခြုံတာပြီးတော့ဒုက္ခနာကိုနှမ်းရနေအနက်ရောင်စူးတွေထွက်လာခဲ့ပါတယ်။ပြီးစုတို့ကတော့အဲ့ဒီအနက်ရောင်အရှင်ဝါကိုဒန္နာရီတွေထဲမှာပဲကြာပူးပြီးတော့သူညင်းပယ်ခံရမှာကိုစိုးရိမ်နေပါတယ်။ ဝဆာရှိရတခြားသားတွေနဲ့ကြိုးစားနေပေမဲ့သူကအဲ့ဒီအနဲ့ရောင်ဝိညာဉ်နဲ့ဝိုင်းခံလိုက်ရပြီးဝဆန်တတ်မှုအလုံးကြာရှုံးပါခဲ့ပါတယ်။ဝဆာရှိရသူ့ရဲ့ခုနှစ်လက်မြောင်သားကိုဆန်တတ်တော့မဲ့အချိန်မှာမစ္စရူကနောက်ဆုံးမှာတော့သူ့ကိုတရင်စို့ပြောပြလိုက်ပါတယ်။သူမကတော့အနဲ့ရောင်ဝိညာဉ်ရှိသူတွေကဒါတွေအကုန်လုံးကညစ်ပယ်ခံရတယ်လို့ပြောပြလိုက်ပါတယ်။ မူဆာရှာရောကီတက်ဆူဒါလောကနေညူပက်ခံလိုက်ရပြီအဲ့ဒါကိုပြောင်းလဲဖို့သူလည်းဘာမှမတတ်နိုင်ပါဘူးသူကဘူရှိတယောက်ဖြစ်ဖို့အိမ်မက်ကိုလက်လျှော့လိုက်ရမှာဒါပါတခြားရွေးချယ်ရမရှိတော့ပါဘူးသူလူမန်းတိတက်ဆာရွယ်ကလေးကနေဘူရှိတယောက်ဖြစ်ဖို့အိမ်မက်မက်ခဲ့ရတဲ့အတွက်ဒါသူ့အတွက်တော့လွန်ဆိုးရတဲ့ခံစားချက်တစ်ခုပါပဲကိုဂျီရိုနဲ့စုကူမီယာလည်းသူ့ကိုနှင်းသိမ့်မစူးစမ်းနေတော့မှာပဲရုတ်တရက်နွားနဲ့တူတဲ့အိုနီကောင်ကလည်းသူ့လူကြောက်ရောက်လာပါတယ်တောင်ထွေးမှာလည်းကီရှင်းနေရောက်လာတာကိုအချက်ပြတဲ့အချက်ပေးတဲ့နေမိလာပြီးမျိုးကိုတိုက်ခိုက်ဖို့အတွက်အိုနီကိုဆေလွတ်နေပါတယ် ဦးစားရှိရလဲပထမဆုံးကျင်ကြောက်ရွံ့မှုခံစားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့သူ့အနေနဲ့အနိုင်ရဖို့ဘာမှမလုပ်နိုင်ဘူးဆိုတော့သူသိလိုက်ရလို့ပါပဲ။ဒီလိုနဲ့ကြောင်ကြည့်နေတော့အိုနီတိုက်တာခံရတော့မယ်ချေပါပဲ။ကိုဂျီရိုကလည်းသူ့ရဲ့ကီတက်ဆူတာအစ်တစ်ကိုအသုံးပြုပြီးဦးစားရှိကိုကယ်လိုက်ပါတယ်။သူ့အစ်တစ်ကိုခံစားလိုက်ရပြီတဲ့နောက်သူကတခြားအိုနီတကောင်စီကနေခလေးအမေနဲ့ခလေးကိုကယ်တင်လိုက်ပါတယ်။ အဲ့ဒီနောက်မှာလည်းသူတို့ကကိုကြီးတို့ကျေးဇူးတင်စွာနဲ့ကျေးဇူးတင်စကားပြောလိုက်ပါတယ်။လူတွေကိုသူ့ရဲ့ဓာတ်နဲ့ကဲတင်ငယ်လို့ကျေးဇူးတင်စကားကြားရတဲ့အတွက်ကိုကြီးတို့လည်းအံ့အားတင်သွားပါတယ်။ဘာမှတော့ဆိုသူ့ရဲ့ဓာတ်ကြောင့်ပဲမျက်နှာငယ်ခဲ့ရလို့ပါ။ နွားအိုနီတို့အောင်မြင်စွာတတ်ခဲ့ပြီးတဲ့နောက်မှာတော့မူဆာရှီကကိုဂျီရိုလူများချီးကျူးနေတာကိုလည်းဝေးရနေကြည့်နေပြီးတော့မရှိမဖြစ်နိုင်တဲ့သူ့ရဲ့ကံကြမ္မာကိုဝမ်းနည်းစွာနဲ့ပဲလက်ခံလိုက်ရပါတယ်။ပြီးတဲ့နေ့သူကကိုဂျီရိုမင်းငါ့ကိုထားရခဲ့ပြီးတောင်ထိပ်မှာရှိတဲ့အခြားသူတွေနဲ့ပူးပေါင်းပြီးတော့အီရှင်သွားတိုက်လိုက်တော့လို့ပြောလိုက်ပါတယ်။အဲကြောင့်ကိုဂျီရိုလည်းဘာစကားမှမပြောတော့ပဲလက်ထပ်သားခဲ့ပါတယ်။ဘယ်လိုလဲဆိုတော့အခုချိန်မှာမူဆာရှီကိုတယောက်ထဲထားတာအကောင်းဆုံးပဲလို့ထင်လို့ပါပဲ။ ကိုမီလည်းတွေ့ရနောက်ကနေတဲတဆိတ်ပဲလိုက်သွားခဲ့ပါတယ်။မူဆာရှိတယောက်ထက်ကြံနေတဲ့အခါအရင်ကသူတွေ့ခဲ့တဲ့ဒါသမားကသူ့ဘေးနားမှာပေါ်လာပြီးတော့မင်းရဲ့ဒါဆန်တတ်မှုတစ်ခုလုံးကိုငါမြင်ခဲ့တယ်ကွာလို့ပြောလာရင်ဒီပိုင်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ Enemy ကိုကြိုက်ရင်တော့ Luckily နဲ့ Common မှာ Sticker လေးဖြစ်ဖြစ်ရေးပေးသွားပြီးတော့ Scrum လို့ ਆ တည်လေ Subscribe လုပ်ပေးခဲ့ကြပါအောင်။အားလုံးပဲတာယာပြွှင်သောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။